အလုံးမင်္ဂလာပါမြန်မာကုစတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့အောင်မြတ်တာနဲ့နတ်ဖွဲ့ကျွန်းတုံးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ထူဆုံးထိလိုက်ပါခန်းစားနားဆင်ပေးပါအောင်ဗျကျွန်တော်ဥပိ္ပိရိုအိမ်မှာတပတ်စေလောက်နေပြီးတဲ့အချိန်မှာတော့ယောဂီဝိဇုံတေတက်စွာဝိစင်ထားတဲ့အသက်35နှစ်အရွယ်လူတယောက်ရောက်လာခဲ့တယ်အစကတော့တာမန်လူတယောက်လာတယ်လို့ထင်ထားခဲ့ပေမဲ့ဥပိ္ပိရိုထိုးသူအမြင်နာနဲ့ဝမ်းသာအားရထပြီးအပြေးကြိုတာကြောင့်အဲဒီလူကဥပိ္ပိရိုရဲ့မိတ်ဆွေတယောက်ဖြစ်မယ်လို့တွေးမိခဲ့တယ် အေးဝါအိမ်ထဲကိုရောက်တာနဲ့ကျွန်တော်တို့မျက်လုံးဝေးအောင်စောင်းခဲ့ကြည့်လိုက်ပြီဥပိတေနောက်တစ်ယောက်ရောက်နေပါလားလို့ပြောတာကိုထူးဆန်းစွာကြားလိုက်ရတယ်အဲဒီစကားကြောင့်ဥပိတေကခက်ရဲရဲပြောလိုက်ပြီဒီကောင်လေးကြုတ်လို့တစွတ်တော့မှာဗျစိတ်တူကိုယ်လူဆိုတော့ကောင်းတာပေါ့ဗျအဲဒါနဲ့ခီးထွက်ဖို့လိုအပ်တာတွေရောပြင်ပြီးပြီလားပြင်ပြီးပြီစရာမနေ့ကျရင်မော်လမြိုင်စင်းကိုကုံကားစည်းနဲ့ချိန်ထားတယ်ဥပိတေနဲ့ယောဂီဝီလူပြောနေတာကိုကျွန်တော်ကဖြူးချောင်ချောင်နဲ့ငေးကြည့်နေခဲ့တယ်ဘာလို့ဆိုမနေ့ပြန်ခီးထွက်မှာကိုကျွန်တော်မသိခဲ့ဘူးလေ နောက်တစ်နေ့မနက်မှာတော့ဂုံပစ္စည်းတွေအပြစ်တင်ထားတဲ့ဟိုက်လကာစီနဲ့ကျွန်တော်တို့ခီးစားထွက်ခဲ့ကြတယ်။တောင်တက်တောင်စင်းလန်းလေးကိုအချိန်ကြာမြင့်စွာဖျက်ချော်ပြီးတဲ့နောက်မှာတော့ကော့ဂရိတ်အိမ်လူမျိုးကိုရောက်လာခဲ့ကြတယ်။ပြီးမှဖအံမော်လမြိုင်လမ်းအောင်တိုင်းဆက်ထွက်လာခဲ့ရာညနေဆောင်အချိန်မှာတော့မော်မီနဲမျိုးတော်ဖြစ်တဲ့မော်လမြိုင်မျိုးကိုရောက်လာခဲ့ကြတယ်။မော်လမြိုင်ကိုရောက်တော့အောင်မြတ်သားနာဂဝီတာတောင်ပေါ်မှာတဲထားတဲ့ဇေဒီတစုကိုသွားဖူးချင်တဲ့ကြောင့်ပြောလာကြအောင်ဥပဒေအရကားသမားကိုအခကြေးငွေပေးပြီးတောင်ပေါ်ရမ်းဘက်ကိုမောင်းခိုင်းခဲ့တယ်။ စိန်လန်းဆိုမြင်နေတဲ့တစ်တော်တွေအဆောက်အဦတွေကိုကြောဖြတ်လာပြီးတဲ့အချိန်မှာတော့နဂါးနှကောင်အမောက်ထောင်လာတဲ့မုတ်ဦးရဲ့ရှေ့ကိုရောက်လာခဲ့ရာကားစရာဒီမှာပဲရက်လိုက်တော်ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်ကျွန်တော်တို့လည်းကားစရာရက်ပြီးတဲ့နေရာမှာဆင်းလိုက်ပြီးပတ်ဝန်းကျင်ကိုလိုက်ကြည့်ဟာနဂါးအမောက်စီတီးဆိုတဲ့ဆိုင်မို့မြင်လိုက်ရတယ်လို့ကိုမြင့်မော်မှလည်းရွှေရောင်တဝင်းဝင်းနဲ့တပ်ပယ်နေတဲ့ဇီတစုကိုစိတ်နှလုံးချမ်းမြေ့ပွဲဖူးမြင်လိုက်ရပါတော့တယ်အဲဒီအချိန်မှာပဲယောဂီဝင်းတဲ့လူဟာဇီရီရဲ့လေကားရည်ရနဲ့တစင်ဥဆောင်တက်သွားကြအောင်ကျွန်တော်တို့လည်းနောက်ကနေလိုက်တက်သွားခဲ့ကြတယ် ဇေနီယမင်တော်ရောက်မှာတော့ယောဂီဝီလူကပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီးခလေးတွေအတော်ဆော့တာပဲလို့ရေရွတ်လိုက်တာကိုကြားလိုက်ရတယ်။ဒီစကားကြောင့်ကျွန်တော်အံ့ဩသွားပြီးဥပိဒေနာကိုကကဥခလေးတွေလည်းတယောက်မှမတွေ့ပဲနဲ့ဘသူ့ကိုပြောတာလဲလို့မေးလိုက်ရ။ဥပိဒေကဟာပပတ်ရေပြီးဇရာဒီစီဒီမှာရှိတဲ့တိုင်တန်းရှင်ကလေးတွေကိုပြောတာနေမှာလို့ပြောလိုက်တော့မှကျွန်တော်လည်းအနေငယ်သဘောပေါက်သွားခဲ့တယ်။ခဏနေတော့ဇေရီရဲ့နောက်ဘက်ကနေဇင်းညံလျှောက်လာတဲ့ဖုံးကြီးဘာကိုမြင်တွေ့လိုက်ရပြီးယောဂီဝီလူကဖုံးကြီးကိုတွေ့လိုက်တော့လက်အုပ်ကြီးကအနားကိုကတ်သွားပြီး အရှင်ဖျားသာသနာပြုလုပ်ငန်းတွေလုပ်ရတာအဆင်ပြေချောမွေ့ရလားလို့မေးလိုက်ရာဘုန်းကြီးကကောင်းအနေငယ်ညှင့်ပြပြီတက္ကရာကမတွေအစောချောက်တွေရဲ့အကူအညီဖေးမမှုကြောင့်အဆင်ပြေပါတယ်တကားလေးဒါပေမဲ့ဘုန်းကြီးဖြစ်ချင်တဲ့ဇန်နာတခုတော့ရှိသေးတယ်တပည့်တော်ဟာအရှင်ဖျားဖြစ်စေချင်တဲ့တောင်းကိုဖြည့်ဆည်းပေးရမယ်တောင်းယူထားပါတယ်ဒါကြောင့်ဇရာတော်ဖျားစိတ်ထဲရှိတာကိုမိန့်တော်မူပါဗျာတကားလေးတို့လာမယ်ဆိုတဲ့ကြောင်းငကားမယ်တော်ကြီးကြိုးပြောထားလို့ဘုန်းကြီးဆောင်နေတာကဲကဲကဲကျောင်းထဲဝင်ကြပါဦး ဆရာတော်ကဇေဒီမှာစောက်လုပ်ထားတဲ့ကျောင်းထဲကိုခေါ်သွားပြီးအသီးနှံအချိုရည်မုံနေနဲ့ဧကန်ခဲ့တယ်။ကျွန်တော်တို့လည်းဆရာတော်ပေးတဲ့မုံဝဲသေးတာတွေကိုစားတော့ပြီးချိန်မှာတော့ယောဂီဝီလူကကျောင်းဘဝကိုကြည့်ပြီး"အိုခလေးတွေကကျွန်တော်တို့လာတာကိုအံ့ဩနေကြတယ်။အခုလည်းအထူးဆန်းနဲ့လာကြည့်နေကြပြန်ပြီ။ဟုတ်တယ်တကားလေး။သူတို့ကအယံကိုဆက်စုကြတာ။ဒါတော်ဘုန်းကြီးအော်ထားလို့မဟုတ်ရင်ဒီတတ်ဖို့ဆိုတယ်။ခလေးတွေကအတော်များမိမယ်ချစ်ဖို့တော့ကောင်းကြပါရဲ့။ ဘုန်းကြီးရဲ့သာသနာပြုလုပ်ငန်းတွေမှာလည်းဒီကလေးတွေကတထောင်တနေရနေပါဝင်ခဲ့ကြရလေ။ဒါကြောင့်မို့သူတို့အတွက်နေရာလေးလုပ်ပေးထားတာ။အော်ဒါနဲ့ဒကာလေးကိုဘုန်းကြီးအိမ်မှာကြောင်ပြောရအောင်မယ်။တင်းမဗျာမိန်တော်မူပါ။လုံခဲ့တဲ့တလားလောက်တည်းကထူးဆန်းတဲ့အိမ်မတစ်ခုကိုရက်ချစို့လို့မှတ်နေခဲ့တယ်။အိမ်မထဲမှာယောက်ျားတယောက်နဲ့မိန်းမတယောက်ကဘုန်းကြီးကိုတောင်းတဲ့ကိုခေါ်သွားခဲ့တာ။ဟိုလမ်းတစ်လျှောက်မှာလည်းတက်တန်းရင်နဲ့တစ်ပင်နေဆိုတာအများကြီးပဲ။ဘုန်းကြီးလည်းသူတို့ခေါ်နေတာကိုလိုက်သွားတော့ လူကြီးနှစ်ပတ်စာလောက်ရှိတဲ့ကျွန်းတုံးကြီးတုံးမြင်လိုက်ရတယ်။သူတို့ကဖုန်းကြီးကိုအဲ့ဒီကျွန်းတုံးလှူခြင်းတဲ့ကြောင်းမျက်ရည်ဆက်လက်နဲ့ပြောကြတယ်။ဖုန်းကြီးလည်းဒီလောက်ကြီးတဲ့ကျွန်းတုံးဘယ်လိုသေးရမလဲ။နောက်ပြီးတော့ကျွန်းတုံးကဘယ်မှာရှိရလဲဆိုတာမေးတော့ဘကူးရုံးမှာအတွင်းမှတ်တနေရာမှာရှိတယ်ဆိုတဲ့အကြောင်းကိုပဲပြောတယ်။အဲ့ဒီမှာဖုန်းကြီးအိမ်မက်ကလမ်းနိုးခဲ့တာဒီနေ့ထိပဲ။တင်းပါဗျာ။ဟိုတပည့်တော်အမြင်အရဆိုသူတို့ကကျွန်းတုံးကိုလှူခြင်းမင်းမဲ့ကိုယ်တိုင်လာရောက်လူဖို့ခက်ခဲဖြစ်နေတာထင်တယ်။ဟုတ်တယ်တကားလေး သူတို့ကကျွန်းတဲ့တုံးရှိတဲ့နေရာကိုအတိအကျပြောလို့မရဘူးလို့ပြောတယ်။တကယ်လို့လာယူမဲ့သူရှိရဲဆိုရင်လေသူတို့အကူအညီပေးမယ်တဲ့။ဘုံကြီးလည်းဒီဘက်မှာအလုပ်တွေရှိတော့ဘကိုးရုံမတွေကိုကြွားဖို့ဆိုတာအချိန်မပေးနိုင်သေးဘူး။ဟိုတခုရှိတာနေရာဒီကြသိရဲဆိုရင်တော့ဘုံကြီးကိုယ်တိုင်ကြွားမှာပါ။အတင်းမဗျာတပည့်တော်တို့လည်းအရှင်ဘုရားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်ကြိုးစားပါမယ်။ဟိုအိမ်မက်ထဲမှာလာလူတွေကျွန်းတဲ့တုံးကိုလည်းရှာတွေ့မယ်လို့ယုံကြည်ပါတယ်။ဒါရုဒါရုဒါရုအဲဒါကလေးကိုကူညီပေးမယ်ဆိုရင်ဘုံကြီးနေနဲ့အတိုင်းထက်လုံးဝမ်းသာမိပါတယ်။ ။တပည့်တော်တို့အတက်နိုင်ဆိုစ조사ပါမယ်။ဘုံကြီးလည်းတရင်ကောင်းကိုမျှော်နေပါမယ်။ကပ်ပြာကြီးအဲ့ဒါရီတဲ့အိမ်မက်ညာစီစဉ်ပေးလိုက်ပါဦး။ဆရာတော်ရဲ့စကားကြောင့်မလန်းမကန်းမှထိုင်နေတဲ့ကပ်ပြာကြီးကလက်အုပ်ကိုကြီးကခေါင်းညင်ပြလိုက်ပြီးကျွန်တော်တို့ကိုကျောင်းရဲ့နောက်ဘက်အိမ်ဆောင်ခေါ်သွားခဲ့တယ်။ညရောက်တော့ကျွန်တော်ရဲ့ဥပိတေရဲ့ယောဂီဝေလူရဲ့ရောက်တဲ့ရရာစကားတွေပြောနေရမှာထိုသူရဲ့နာမည်အောင်မြတ်တာဆိုတာကိုသိခဲ့ရတယ်။ညာနပိုင်းရောက်တော့အောင်မြတ်သာဆိုတဲ့လူကပရိဒိကုံကိုလက်မှတ်ကိုင်းပြီးဇေဒီဘက်ကိုထွက်သွားခဲ့တယ်လို့ ဥပဒေရလည်းပရေကြီးဆက်တတုတ်ကိုမတိုးမကျေတမ်းနဲ့ရွတ်ဖတ်ပူဆောင်နေခဲ့တယ်။ကျွန်တော်လည်းဥပဒေကိုရွတ်ဖတ်နေတဲ့တရားသားကိုနားထောင်ရင်မိကနေဖြစ်သွားတဲ့ချိန်ချင်းမောက်ကိုင်ပြီးလှုပ်လှူလာကြောင်းငေါကနေကောက်ထိုင်လိုက်ရ။ပစိုးနဲ့တီချက်လက်ကရုံးဝိစင်လာတဲ့ကလေးတယောက်ဖြစ်နေရအောင်မြင်တွေ့လိုက်ရတယ်။ကလေးကကျွန်တော်ကိုချစ်စပွေပြုံးပြပြီး"ဥဥ၊တားနဲ့လာကစားပါလား"လို့မပီကလာပီကလာနဲ့ပြောလာတာကြောင်းကျွန်တော်လည်းမျက်လုံးပုတ်လိုက်ပြီး"ဟဲ၊ညာဘကြီးဘလို့ကစားရမှာလဲ"ငါကလေးနဲ့မကစားတတ်ဘူးလို့ပြောလိုက်ရ။ကလေးကငုံမဲမဲမျက်နှာနဲ့ကြောင်းမြင်ကိုပြန်ထွက်သွားခဲ့တယ်။ ဘလို့လဲကိုခင်မောင်ကလေးတွေကချစ်ဖို့ကောင်းတယ်မဟုတ်လားပလီတကုံလက်မပန်းရင်ဝင်လာတဲ့အောင်မြတ်တာကိုမြင်လိုက်ရတယ်အတော်ဆိုးတဲ့ကလေးတွေဗျာအဲ့နေတာအတင်းလာလှုပ်နှုတ်တယ်လို့သူတို့ကဧည့်သည်လာရင်ပျော်ရရဲ့လေအခုတော့ကျုပ်စင်းညံရှောင်းနေတော့အနောက်ကတစ်ချိန်လုံးလိုက်စားနေကြတာကဲကဲကဲညာလဲနေပြီဆိုတော့ပြန်အေးလိုက်ပါအောင်မနေ့ကျရင်ဘကိုးဘက်ကိုသွားရအောင်မယ်မဟုတ်လားအောင်မြတ်တာကကြောင့်ကိုခင်မောင်လဲစောင်းခေါင်းမိချုံလိုက်啊ခဏလေးတွင်းပါတယ်အိပ်ပျော်သွားခဲ့တယ် နက်အာယုံတဲချိန်ရောက်တော့ကဗျာကြီးပြင်ပေးထားတဲ့မနက်စာကိုစားနေတဲ့ချိန်ဆရာတော်ရောက်လာပြီတခါကြီးတို့ခီးထွက်ဖို့ကားစီစဉ်ပေးထားတယ်။ "तू ကဘကိုးရုံမှာစက်တီလိုက်ပုံမဲ့တဲ့။တင်းပါဗျာ။ကျွန်တော်တို့လည်းမနက်စာစားပြရနဲ့ဆရာတော်စီစဉ်ပေးထားတဲ့ကားပေါ်တက်ကမော်လမြိုင်မြို့ကနေစတင်ထွက်လာခဲ့ရာနေ့လယ်၂နာရီလောက်ရောက်မှာတော့ဘကိုးရုံမှာစက်ကတစ်တော်ဂျိုးဝိုင်တစ်ခုစီကိုရောက်လာခဲ့ကြတယ်။ဂျိုးဝိုင်စက်ကိုရောက်တော့ကားစရာတစ်တော်ရာရှိနေတဲ့တန်းလျောက်ကိုမောင်းနေလာပြီ။ဟွန်းတစ်ချက်တီးလိုက်ရာအထဲကနေအယက်မြင့်မြင့်အသားညွန့်ညွန့်လူတယောက်ကြပြားကြရာထွက်လာပြီ။ ဟောဆရာမိုးတို့ပါလားစောင့်နေတာဟုတ်တယ်ကိုစိုးမြေလမ်းမှာကားတွေပိတ်နေတော့နောက်ကျသွားတာဟိုလာဗျာအထဲဝင်ကြအောင်ဖော်ရည်တဲ့ပုံစံရှိတဲ့လူကကျွန်တော်တို့ကိုအထဲကိုခေါ်ပြီးကော်ဖီနဲ့မုန့်နေချကဧကန်နေတယ်ဟိုဒါကဆရာပြောတဲ့သူတွေထင်နေဟိုကျွန်တော်နာမည်ကစိုးမြေပါတေတော်ဌာနတော်ကြီးစိုးမြေဆိုလူတိုင်းသိပါတယ်ဟိုတွေ့ရတာဝမ်းသာပါတယ်ဟုတ်ကဲ့ပါတွေ့ရတာဝမ်းသာပါတယ်ကျွန်တော်နာမည်ကအောင်မြတ်တာပါဟိုသူတို့ကတော့ဥပေတင်နဲ့ကိုခင်မောင်လို့ခေါ်ပါတယ် ဟုတ်ကဲ့ပါဗျကိုအောင်မြတ်သားတို့ဟာဆရာတော်ရဲ့အိမ်မထဲမှာမြင်းနဲ့ကျွန်းတော်ကိုလာရှာတာလို့ကြားရတယ်ကျွန်တော်လည်းဆရာတော်မိတ်လို့တောထဲမှာလိုက်ရှာခဲ့ဘူးပဲမယ်ဟိုအဲ့ဒီအရွယ်စားလောက်တော့မတွေ့ကြရဘူးဒါမျိုးကလူတိုင်းရှာလို့မရနိုင်တဲ့အရာတွေမှာပါတယ်လေဆရာတော်ပြောပုံရဆိုလာလူလဲလူနှစ်ယောက်မှလည်းအခက်ခဲရှိနေပုံရတယ်။ဟိုဘလို့အခက်ခဲမျိုးလဲဗျ။နေမြေစည်းအခက်ခဲလို့ပြောရမယ်ထင်တယ်။သူတို့လောကမှာလည်းကိုဆိုးမြင့်တို့လိုယာရုအဆင့်တွေလိုက်ခွဲကြတာမျိုးရှိတယ်လေ။ ူတို့ကပေးခြင်းမင်းမယ်လေသူတို့အထက်ကပုံကူတွေကမပေးခြင်းတာမျိုးပေါ့ဒါဆိုကိုအောင်မြတ်သားတို့ကနေရာအတိကျမသိပဲဘယ်လိုရှားကြမလဲပြီးတော့တောထဲမှာဒုက္ခရောက်နေဦးမယ်မိစင်ကြီးကမှာပေါ့ကိုစုမင်းဟိုဆရာတော်ရဲ့ဇန်နာကိုဖြည့်ဆည်းပေးဖို့ဟာကြောက်တာမဟုတ်လားဟိုတောထဲရောက်ရင်လေအစအစရရဂယုဆိုင်ပါအောင်ဗျာဟိုလိုအပ်တဲ့ပြည်စည်းရိက္ခာနဲ့အခြားအသုံးဆောင်တွေလည်းကြုတ်ထည့်ပေးလိုက်ပါအောင်မယ်အခုလိုတကူတကာစီစဉ်ပေးတာကိုပဲကျေးဇူးတင်ပါတယ်ဗျာရပါတယ်ဒါနဲ့ကိုအောင်မြတ်သားတို့ဘယ်ချိန်တောထဲဝင်ကြမလဲ မနက်ဘက်မနက်စောစောလောက်ဝင်မယ်လို့စဉ်းစားထားတယ်။ဒီညတော့လိုအပ်တာလေးတွေစီစဉ်ရအောင်မယ်။အောင်မြတ်သားရဲ့လိုအပ်တာတွေစီစဉ်ရအောင်မယ်ဆိုတဲ့စကားကိုကျွန်တော်နားထောင်ပြီးမနက်ဘက်ကြုံရမယ့်အရာတွေကိုကြိုတင်ကစဉ်းစားနေခဲ့တယ်။ညရောက်တော့အောင်မြတ်သားကကျွန်တော်နဲ့ဥပိ္ပေကိုခေါ်ပြီးပြာချထားတဲ့အမုံကိုတိုက်ရွေးကငါးပါးသီလာကိုခံယူခိုင်းခဲ့တယ်။ပြာနဲ့မိုင်းကင်ဆက်ကူကိုမျိုးခိုင်းပြီးတော်ရဲရောက်တဲ့အခါလိုက်ညရမယ့်စီကံချိုးကိုပြောပြခဲ့တယ်။ဒီလိုနဲ့မနက်အာယုံတက်ချိန်ရောက်မှာတော့ဒေါ်ကြီးဆုံးမြစီစဉ်ပေးထားတဲ့ရိတ်ခါတချို့နဲ့အတုံးဆောင်တချို့ကိုယူကစတင်ထွက်လာခဲ့ပါတော့တယ် ။ဘကိုယူမတော်ကြီးရဲ့အဆက်ကိုရောက်တာနဲ့ဥပိတေကဓမြောင်တစ်ချောင်းအောင်ထုတ်ယူကာလမ်းမှာအမှတ်သားတွေလုံနေခဲ့တယ်လို့အောင်မြတ်သားလည်းမျက်လုံးမိတ်ကတောဆောင်နဲ့တောင်ဆောင်နဲ့တွေကိုတိုင်တယ်လို့မြေတားပို့နေခဲ့တယ်။ခဏနေတော့အောင်မြတ်သားရှေ့ရနေဦးဆောင်ပြီးမှိုင်းညိုအိုးဆိုင်နေတဲ့တော်ရန်ကြီးတွေကိုဝင်ရောက်သွားခဲ့တယ်လို့ကျွန်တော်နဲ့ဥပိတေကလည်းအနောက်ကနေထက်ချက်မကွာလိုက်ပါခဲ့ကြတယ်။နေပိုင်းလောက်ရောက်တဲ့အထိထူးခြားတဲ့အရာမျိုးမကြုံရပဲတောကောင်ငယ်လေးတွေဖြစ်တဲ့ဂျေယုံတော်ကြတချို့ရဲ့သွာလာမှုနဲ့ပဲကြုံခဲ့ရပါမယ်။ညနေဆောင်ရောက်မှတော့ကြားဟိန်းန်း ကျက်သစ်အော်တန်တွေကိုစတင်ကြားလာခဲ့ရတယ်။ရိုးမအတွင်းဘက်ကိုရောက်လာလေလေအအေးတက်ကတိတ်သေးလာလေလေဖြစ်တာကြောင့်ညာ9နာရီလောက်ရောက်မှာတော့ခီးစဉ်ကိုရက်လိုက်ပြီးပြင်းမာပင်တစ်ပင်အောက်မှာစတဲ့ချအနားယူခဲ့လိုက်ရတယ်။ကျွန်တော်ကညာအိဖို့အနီးနားမှာရှိတဲ့ထင်းကျောက်တွေကိုစူးစီးပြီးမိဖို့ဖို့လုပ်ခဲ့တယ်လို့ဥပိတ္တရာလည်းဝဘိုးတချို့အခုတ်ကရင်းနှီးချမ်းတယ်ဖို့ပြင်ဆင်နေခဲ့တယ်။အောင်မြတ်သာကတော့ပြင်းမာပင်ရဲ့ပေးနေစက်ပက်လေကိုလှည့်ပတ်သွားပြီးထိုးတချောင်းနဲ့စီးဝိုင်းနေခဲ့တယ်။ညရောက်တော့ကျွန်တော်တို့တောအကြီးထည့်ပေးလိုက်တဲ့ရေကားတချို့စားတော့ပြီးအနားယူနေတဲ့ချိန် မလန်းမကန်းမှရှိတဲ့အမောင်တို့ကနေလူတယောက်ရက်ကြည့်နေတဲ့ပုံစံကိုဖျက်ခနဲမြင်လိုက်ရတယ်။ဒီမြင်ကွင်းကြောင့်ဘေးမှချထားတဲ့လက်နေထမ်းမင်းနဲ့ထိုးကြည့်လိုက်ရာလူရိတ်ကအနားကနေခြုံထဲကိုလှစ်ကနေပြေးဝင်သွားကြအောင်အဲ့ရအနေထားလိုက်ပြီ။ခုနမှလူတယောက်ကျွန်တော်တို့ကိုလာကြည့်နေတယ်။အဘယ်မှာလဲကိုခင်မ။ကျွန်တော်လက်နေထမ်းမင်းနဲ့ထိုးလိုက်လို့ခြုံထဲဝင်ပြေးသွားတယ်။ကျွန်တော်နဲ့ဥပေတွေစကားပြောနေတဲ့အချိန်အောင်မြတ်သာရောက်လာပြီ။တောတောင်ထဲမှာဆိုတော့မြင်ရမမြင်ရတဲ့အရာတွေရှိတာပဲလေ။သူတို့တွေဒီထဲကိုမဝင်နိုင်အောင်လို့ကြိုးစီမံထားပါတယ်။ ခမ ्या ကလည်းဘာကြောင်းမရှိကြည်အပြင်ကိုမထွက်နိုင်ဘူးဟုတ်ကဲ့ပါဆရာကျွန်တော်တို့လည်းမထွက်ပါဘူးအောင်မြတ်သားဥပိ္ပေစကားကြောင့်ဘာမှဆက်မပြောတော့ပဲပရီးကိုတကြောက်ကြောက်စိတ်ကတစ်ပင်အောင်မှာဇင်းညံရှောက်နေခဲ့တယ်ဒီလိုနဲ့ညတကောင်ချိန်မှာလူတယောက်စူးစူးဝါးဝါးအော်တန်းကြောင့်ကျွန်တော်တို့လန့်လို့လာခဲ့ရအောင်မြတ်သားစီးပင်ကိုလက်ညှိုးထိုးပြီးအော်ငေါက်နေတာမြင်လိုက်ရတယ်ဟုတ်ဆရာဘာဖြစ်တာလဲတော်သေးရေးဒီကောင်လာကန့်နေလို့မောင်းထုတ်နေရအောင်မြတ်သားရဲ့စကားကြောင့်ကျွန်တော်လည်းကြောတဲ့စိတ်ငနေဖြစ်သွားပြီးအမောင်တို့ဘက်ကိုဟိုဟိုဒီဒီလိုက်ကြည့်မိခဲ့တယ် ကိုခင်မောင်အိတ်မပြောဘူးထင်တယ်ဟုတ်တယ်ဆရာအခုနအိတ်ထားတော့တိတ်မအိတ်ရှင်သေးဘူးကျွန်တော်နဲ့ဆရာအောင်မြတ်သားတို့စကားပြောနေရရှိအိတ်ပြောနေတဲ့ဥပ္ပဒေနိုးလာတာကြောင့်စကားဝိုင်းကအမှတ်မထင်ပဲစူညံသွားခဲ့တယ်ညာနာနာရီထိုးလောက်မှာတော့အောင်မြတ်သားမလန့်မကန့်တိတ်ပင်အောက်ကိုလက်ညှိုးထိုးပြပြီအခုနအဲ့အပင်ပေါ်မှာလူတယောက်ထိုင်နေအောင်မြင်လိုက်ရတယ်ကျုပ်အမြင်တော့မျက်လုံးမြူးမျက်စံမြူးနဲ့လက်ရခေါ်နေသေးတာသူတို့ရှိတဲ့အကြောင်းပြောရလားဆရာဟုတ်ရင်လည်းဟုတ်မှာပေါ့အချင်းကညာနာနာရီကြော်တော့မယ် ကျုပ်ခေါ်ရတဲ့လူတွေလည်းအခုထိရောက်မလာကြသေးဘူး။ဟုတ်ဆရာဘယ်သူတွေကိုခေါ်ထားလို့လဲ။ဂျွန်နတ်တုံးနဲ့ပတ်သက်ပြီးသိနိုင်မဲ့ပုံကူတရားကိုခေါ်ထားတာပါ။အောင်မြတ်တာစကားကြောင့်ဦးဝေဒီနဲ့မောင်ခင်မောင်တို့အချင်းချင်းကြီးလိုက်ပြီးခေါ်ထားတဲ့သူကဘယ်လိုပုံစံဘယ်ကနေထွက်လာမလဲဆိုတာကိုသိကျင်နေခဲ့ကြတယ်။ညာ၃နာရီရောက်မှတော့ကျေလောင်တဲ့ကြားဟင်းတံကိုကြားလိုက်ရပြီးပဝင်းကြီးမှလည်းကြောက်လန့်တကြားထွက်ပြေးနေကြတဲ့ဂျေးတန်ဥရသန်တို့ထွက်ပေါ်လာခဲ့တယ်။ဆရာဦးဂျေးတန်ရောကြားဟင်းတံရောကြားရတယ်နော်။ ခင်မောင်အလန့်တရားပြောပြီးအောင်မြတ်တာနာကိုပြေးကလိုက်တယ်လို့ဥပဒီရဲ့မျက်လုံးတွေကလည်းအမောင်နှူးတဲ့ကိုစူးရဲစွာစိုက်ကြည့်နေကြတယ်။ကြားရင်တန်နီးတဲ့နီးလာခဲ့တယ်လို့အမောင်နှူးတွေကနေကြားတော့အောင်လွှာကနေခုံဝင်လာခဲ့တယ်။ကိုတော်ကြားရဲ့ကြောပေါ်မှာတော့မုတ်စိအဖြူဇပင်ဖြူနဲ့အဖိုးတရားတောင်မွေးချောင်းကိုကိုင်းကလိုက်ပါလာခဲ့တာကိုအံ့ဩဖွယ်မြင်တွေ့လိုက်ရတယ်။ကိုတော်ကြားရဲ့အပေါ်မှာပါလာတဲ့အဖိုးကအောင်မြတ်တာစီးထားတဲ့နေရာကိုအရောက်မှာတော့ကြားပေါ်ကနေလွှာကနေခုံဆင်းလိုက်ပြီးဇာလီအဖိုးကိုပင့်ထားတာဘာကြောင့်များရှိလို့လဲလို့နူးညံ့စွာနဲ့ပြောတာကိုကြားလိုက်ရတယ်။ အောင်မြသာအဖိုးစကားကြောင့်စီးနှောင်းကတ်သွားပြီးလက်ကိုရမ်းလိုက်အားတားရိုက်စီကသုံးမိခံကွာထွက်သွားပြီးဝင်ပေါက်တစ်ခုပေါ်လာခဲ့တယ်။အဖိုးကအောင်မြသာပေးလိုက်တဲ့စီးပေါက်တွေကနေအိန္ဒိယရစွာဝင်ရောက်လာခဲ့တယ်လို့ကိုတောင်ကြားကလည်းခြေတလန်းချင်းနဲ့ဝင်ရောက်လာခဲ့တယ်။အဖိုးကရိုးမတောင်စွဲကိုစောက်ရှောက်နေတဲ့တောင်ပန်ဖိုးဖိုးများလား။ဟုတ်ပါတယ်ဆရာလေး။ဆရာလေးပင့်ဖိတ်တဲ့ချိန်အဖိုးတရားထိုင်နေလို့ချက်ချင်းရောက်မလာဖြစ်ခဲ့တာပါ။ကျုပ်လည်းထင်ပါတယ် ဟိုအဖိုးကိုပြင်ရတဲ့အကြောင်းကဒီရိုးမာထဲမှာနတ်ဆောင်နဲ့ကျွန်းတဲ့တုံးကြောင်းမေးချင်လို့ပါဆရာလေးကဘလို့ကျွန်းတဲ့တုံးကိုမေးချင်တာလဲရိုးမာထဲမှာတာမန်လူတွေမမြင်နိုင်အောင်ဖွက်ထားတဲ့ကျွန်းတဲ့တုံးတွေဟာယာနဲ့ချီပြီးရှိရလေအဖိုးကိုရဲ့စကားကြောင့်အောင်မြတ်သားဖြစ်ချောင်းကုံစင်ကိုအချင်းချုပ်ပြောလိုက်ရာအဖိုးကဖြူဖွေးနေတဲ့မျက်ခုံးမွေးတွေတွန့်နေတယ်စဉ်းစားလိုက်ပြီဆရာလေးကိုပြောတာမွေနကားမောင်တို့မှစောင့်ကြတဲ့ကျွန်းတဲ့တုံးကိုပြောတာဖြစ်လိမ့်မယ်သူ့အရွယ်ဟာလူကြီးနှစ်ဖက်စာလောက်ရှိတယ်မဟုတ်လားဟုတ်ပါတယ်ဖိုးဟိုကျုပ်တို့အဲ့ဒီကျွန်းတဲ့တုံးကိုလာရှာကြတာပါ ်ဟေးဆရာလေးတို့လာရှာတဲ့ကျွန်းနှတုံးရဲ့ပိုင်ရှင်တွေကစိတ်နှလုံးပျော့ပြောင်းမိမယ်ကျွန်းနှတုံးရှိတဲ့မြင်းနေရာဒေသကတော့အရန်ကိုကြမ်းတမ်းလွန်နေဒီနေမြေတစ်လျှောက်မှာလည်းအလွန်ဆိုးသွမ်းတဲ့အဆောက်အအုံတွေလည်းပေါများတယ်ဆရာလေးအဖိုးရဲ့ဆိုရင်ပူပန်မှုကိုအတိမတ်ပြုပေးမယ်အလူရှင်တွေရဲ့ဒါနာအထောက်မြောက်အောင်ကျွန်တော်တို့ကူညီပေးရလိမ့်မယ်အဖိုးအနေနဲ့ကျွန်းနှတုံးရှိတဲ့ရက်ကိုလမ်းပြပေးလို့ရမလားအဖိုးအတွက်တော့လမ်းပြပေးဖို့ကမကတ်ပါဘူးဆရာလေးတို့မနှက်မိုးလင်းရင်တောင်ဘက်စုစုကိုသွားပါအရင်ဆုံးနှစ်ချုပ်ပြင်းကလေးတွေကိုတွေ့ရလိမ့်မယ် အဲ့ဒီနေရာရောက်တာနဲ့အရှိတ်ဘက်ကိုလမ်းထွင်ပြီးသွားပါလမ်းဆုံးရင်တော့တောင်ကျရည်တွေစီးနေတဲ့ရေဒဂုံတစ်ခုကိုတွေ့ရလိမ့်မယ်ဆရာလေးတို့ရှာနေတဲ့အရာရေဒဂုံရဲ့အောက်ခြေမှာရှိပါတယ်ဟုတ်အခုလိုလမ်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဖိုးကျုပ်တို့အနေနဲ့ပြုပြုသမျှကုသိုလ်ကောင်းမှုတွေအတွက်အဖိုးတို့အမျှပေးဝေပါတယ်သာဓုသာဓုသာဓုအဖိုးကအောင်မြတ်တာတို့ကြည်လင်တဲ့လေတံနဲ့ဆူတောင်းပေးပြီးမှတော့ကိုရောင်ကြရဲ့အဖိုးတက်ကတော်ရင်းကိုဝင်ရောက်ပျောက်ွယ်သွားပါတော့တယ် အောင်မြတ်သားတို့လည်းမိုးလီနာနဲ့တောင်ပိုင်းအဖို့ညွန်ပြတဲ့လမ်းတိုင်းခီးထွက်ခဲ့ရာနေ့လယ်နှစ်နာရီလောက်အရောက်မှာတော့လူကြီးသုံးဖက်ခန်းစားရှိတဲ့ကြီးမားတဲ့ပြင်ကရိုးပင်များတရှိရာနေရာကိုရောက်လာခဲ့ကြတယ်။ပြင်ကရိုးပင်နေရာတစ်ဆင့်ခြေလမ်းတရာကန်ဆက်သွားပြီးချိန်မှာတော့မိုးသားချက်ချင်းအုံမိုင်းလာတာကြောင့်အနားမှာရှိတဲ့အရေးကောင်းတဲ့သစ်ပင်အောက်မှာသုံးယောက်သားခိတာအနားယူခဲ့ကြတယ်။အနားယူနေတဲ့ချိန်အောင်မြတ်သားကကောင်းငင်ကိုမော့ကြည့်လိုက်ပဝင်းညင်ကိုကြည့်လိုက်နဲ့လှုပ်နေရင်ပြဿနာတော့စပြီထင်တယ်။ကျို့တို့ဒီနယ်ထဲကိုဝင်လာတာမကြိုက်တဲ့သူတွေရှိနေပြီလို့ပြောလိုက်တဲ့အတန်းကြောင့်ကျွန်တော်နဲ့ဥပ္ပိတေအချင်းချင်းကြည့်လိုက်ကြတယ်။ ခဏနေတော့ကောင်းငင်ထက်ကနေလေပြင်းနေတဲ့အတူမိုးသီးပိုးပေါက်တွေကျလာပြီပဝင်းကြီးတခုလုံးလည်းတိတ်ကင်ကြိုးကြသံမိုးချိန်တန်နေနဲ့စူညံသွားခဲ့တယ်အဲ့မှာထူးဆန်းတာနေရာလက်မရှိအောင်ရွာနေတဲ့မိုးသီးပိုးပေါက်တွေဟာကျွန်တော်နဲ့ဥပ္ပေတီရဲ့ခန္ဓာကိုယ်ပေါ်ပဲကျပြီဆရာရဲ့ခန္ဓာကိုယ်ပေါ်တော့တပေါက်တလီမှမကျခဲ့ဘူးဆရာကျွန်တော်တို့အဖြစ်ကိုမြင်တော့အိတ်ထဲကနေအင်းလို့လို့စားရွက်လို့လို့စက်ကူတစ်ချက်ကိုထုတ်ကာမြေကြီးပေါ်ကိုချလိုက်တယ်ဆိုရင်ပဲတော်နဲ့ရွာနေရဲ့မိုးတွေကချက်ချင်းတိတ်သွားပြီတိမ်ညိုတိမ်လေးတွေကလည်းအခြားရက်ကိုလွင့်စင်သွားတာမြင်လိုက်ရတယ်ဟုတ်ဆရာရဲ့အဆောင်ဆွမ်းလိုက်တာဗျာ အခုနာသိမ်းမဲရွာနေရဲ့မို့ဟာအခုဆိုချက်ချင်းတိတ်သွားပါလားဟုတ်တယ်ကိုခင်မောင်တို့ကကျုပ်တို့ခီးကိုနှောင်းနေအောင်လုပ်နေကြလို့မိုးဓာရင်းနဲ့ဆွဲပြီးတားပြလိုက်တာလေအခုအစားပြီးမမြင်နိုင်တဲ့အန်တွေများတာမို့သတိတော်ရှိကြပါဆရာကကျွန်တော်တို့ကိုသတိပေးပြီးတောပိုင်အဖို့ပြောထားတဲ့ရေကွန်ရှိရပါကိုဆက်ထွက်ခဲ့ရတယ်ခီးစက်ခဲ့ရရင်အချိန်ကတဖြည်းဖြည်းကုန်လွန်လာခဲ့တယ်လို့နေရောင်ကလည်းမှိန်လူစဲစဲဖြစ်လာတဲ့အချိန်ဟိုကိုခင်မောင်ဒီနာမှာညာကြီးနားလို့ရမယ်ထင်တယ်ရှင်းနားမှာတော့စမ်းတစ်ခုရှိမယ်ပုံပဲညာတို့တောက်စရာကြီးလေးခတ်ထားပါအောင်လို့ပြောလိုက်တာကြောင့် ကျွန်တော်လည်းကြောပိုးကြီးထဲမှာပါလာတဲ့ရေဘူးကိုထုတ်ယူကာတောက်ရေခတ်ဖို့ထွက်သွားခဲ့လိုက်တယ်ကျွန်တော်လည်းတိပိငယ်လေးတွေရှိတဲ့လမ်းတိုင်းထွက်လာခဲ့ရာတဘာဝလျောက်စီးနေတဲ့ဆန်းချောင်းလေးတစ်ခုအနာကိုရောက်လာတော့ကိုမျိုးလုံးကိုမယုံနိုင်တော့ဖြစ်သွားခဲ့ရတယ်ဘာကြောင့်လဲဆိုတော့ဆန်းချောင်းရဲ့နေဘေးမှာဖြူဝင်းဖွင့်စွနေတဲ့အသားရည်နဲ့မိမပြို့လေးယောက်ခန့်ရေချိုးနေလို့ပါပဲရှိုင်းကြီးဖုန်ငယ်အသွေအသွေနဲ့အလားတရားတွေကိုပါလွာတဲ့အဝတ်နဲ့ဖုံးထားတဲ့မိမပြို့လေးတွေကိုမြင်လိုက်ရတဲ့အချိန်ကျွန်တော်ရဲ့စိတ်ထဲမှာတယုံတကားလဲတယ်လို့တဒိန်းချင်းဖြစ်သွားပြီးအကြည့်ရရလဲဘယ်ဟုမှဖဲလို့မရနိုင်အောင်ဖြစ်ခဲ့ရတယ် မင်းမမျိုးလေးတွေကကျွန်တော်အမြင်တော့ညိုတဲ့အပြစ်ပါတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပြီးရှက်ရွံ့တယ်လို့လို့မျက်နှာပေးရင်းနဲ့ညူတူတူလောက်ကလက်ရက်ခေါ်တာကိုတတိလက်လို့ငေးကြည့်နေတဲ့အချိန်ကိုခင်မောင်ကိုခင်မောင်ကျွန်တော်လည်းအတန်ကြားရအောင်လှည့်ကြည့်ဖို့စူးစမ်းပေမယ့်အတန်ကဝေးလာလိုက်နီးလာလိုက်ဖြစ်နေခဲ့တယ်လို့ကျွန်တော်ရဲ့စိတ်ထဲမှာလည်းအညို့ခံထားရတယ်လို့ကြောင်တောင်တောင်ဖြစ်နေခဲ့တယ်ကိုခင်မောင်တတိထားပါဦးဩဇာပြည့်တဲ့အတန်နဲ့အတူငယ်လေးကိုစက္ကနဲလာရိုက်တဲ့ထိတွေ့မှုကြောင့်ကျွန်တော်ခေါင်းကိုခိုင်းရင်းလိုက်ပြီးကျွန်တော်ကိုကျွန်တော်ကျွန်တော်ကျွန်တော်ဘာဖြစ်သွားလဲ ဟိုကောင်နေခမောင်းကိုညှို့နေရလေဆရာကစမ်းကြောင်းဘက်ကိုလက်ညှိုးထိုးပြလိုက်ရာလူကြီးပေါင်လုံးကန်ရှိတဲ့စပယ်ကြီးမွေလေးကောင်ဟာရှာတိလေးတိလေးထုတ်ပြီးကျွန်တော်ကိုကြည့်နေရအောင်မြင်လိုက်ရတယ်တော်သေးရပါခင်မောင်ရေဆရာမင်းကိုစိတ်မချလို့အနောက်ကလိုက်လာလို့တာပဲမဟုတ်ရင်မင်းတို့အမျိုးခံထိတော်မယ်ဥပဒေကကျွန်တော်ရဲ့လက်မောင်းကိုဆွဲပြီးအနောက်ကဆွဲခေါ်လိုက်တဲ့ချိန်ဆရာကစပယ်ကြီးမွေလေးကောင်ကိုလက်ညှိုးထိုးကအားလုံးကိုနေရာကိုပြန်ကြစမ်းနောက်မှငါအဆိုးမဆိုးနဲ့ဤကဲ့သို့ငေါငန်းလိုက်တော့မှမွေကြီးလေးကောင်ကအနီးကခြုံထဲကိုရှော့ကနေတိုးဝင်ပျောက်ွယ်သွားခဲ့တယ်ဖူး တောနဲ့လာလေလေအန်ဒီကပုံများလာလေလေပါလားအခုကစားပြီကြုံမသိပဲအပေါ်ပါမသွားမိစေနဲ့ဆရာသားကြောင့်ကျွန်တော်လဲလေးလံတဲ့ဇက်ဘိုးကိုလက်နဲ့ဖိပြီးခေါင်းကိုညှင့်ပြလိုက်တယ်ညာဘက်ရောက်တော့တနေ့ကုန်ပင်ပန်းထားတဲ့တန်းကြောင်မိကနေအိပ်ပျော်သွားတဲ့ချိန်အတန်နဲ့ကြီးနဲ့အော်သံကိုကြားလိုက်တာကြောင့်ထကြည့်လိုက်ရအမောင်လူရဲကိုလက်ညှိုးထိုးပြီးဂါရာတဘုတ်ကိုရွတ်ဆွေနေတဲ့ဆရာဖြစ်သူကိုမြင်လိုက်ရတယ်ဆရာဘာဘာဖြစ်တာလဲတေကျုပ်ကိုက်ခံပြီးတေရတေရတော့စီးနှာကိုကတ်လာလို့မောင်းထုတ်နေရပါကဲကဲကဲပြန်အိတ်တော့ ဆရာခအေးအေးပြောနေပြီမယ်ကျွန်တော်ကအမောင်လူတွေကိုကြည့်လိုက်ဥပဒေကိုကြည့်လိုက်နဲ့ကြောက်စိတ်တွေဖြစ်ပေါ်နေခဲ့ရမနေ့နှစ်နာရီထိုးလောက်မှမိကနေအိပ်ပျော်သွားခဲ့တယ်အာယုံတဲ့အလင်းရောက်ချိန်မှာတော့ပါလာတဲ့ရေကတချို့နဲ့ဗိုက်ဖြစ်ပြီးရေတခွန်ရှိရဘက်ကိုခီးဆက်ခဲ့ကြရာမနေ့စင်နာရီလောက်ရောက်မှာတော့တဘာဝတိုင်းဖြစ်နေတဲ့ကြောက်ရေတခွန်တစ်ခုရှိရစီကိုရောက်လာခဲ့ကြတယ်မြင်းမလုံးနဲ့ကြောက်ဆောင်နေဘဝကနေဒေါ်တော်တော်တော်စီးနေတဲ့ရေတခွန်ရဲ့အလောက်ကိုငေးကြည့်နေတဲ့ချိန်ဂျို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 အတန်နဲ့တူအကောင်30ခန့်မကပါတဲ့တော်ရိုင်းစင်ဟောက်ကမြင်းမြင်းမြတ်တိတ်ကိုင်းနေကိုတက်နေပြီးကျွန်တော်တို့ရှိရအောင်ပြေးလာနေရမြင်လိုက်ရတယ် ဒေါ်စင်ရိုင်းဆိုတဲ့မျိုးဟာရှေ့မှာရှိသမျှအရာတွေကိုနင်းချေဖျက်ဆီးပစ်တဲ့အကျင့်ရှိတာကြောင့်ကျွန်တော်တို့လည်းအလန့်ကြားနဲ့ထွက်ပြေးဖို့လို့ဆရာခုတ်ကနေဆွဲပြီးမပြင်းနဲ့ပြင်းရင်လွတ်မှာမဟုတ်ဘူးဒါကျုပ်တို့ကိုဆန်းနေရပဲဖြစ်လိမ့်မယ်ထိုကဲ့သို့ပြောလိုက်ပြီးရှေ့ဆုံးကနေပြေးလာတဲ့ဆွဲဆုံးစင်ရဲ့ရှေ့မှာရက်လိုက်ပြီးဖနှောင်းအောင်ဖောက်ခနဲ့ပေါက်လိုက်ရာဆွဲဆုံးစင်ကကြည်ကနေတစ်ချက်អော်လိုက်ကဖင်ထိုင်ကလေးကြသွားတာမြင်လိုက်ရတယ်ဆွဲဆုံးစင်လဲကြသွားတာကိုမြင်တော့အနောက်မှာပါလာတဲ့စင်ကရှေ့ကိုဆက်မတွေ့ရတော့ပဲမြင်မြင်သမျှအရာတွေကိုနမောင်းနဲ့ရစ်ဘက်ကဖျက်ဆီးနေပါလိမ့်ရော အဲ့ဒီချိန်မှာဆရာမြေကြီးတစ်စုပ်ကိုကောက်ယူလိုက်ပြီးစင်အုပ်ထဲကိုပတ်လိုက်ရာစွဲစုံစင်းရဲ့ဥကောင်းထက်ကနေသပင်ရှိရှိလူတယောက်အော်ဟင်ရင်ပြေးစင်းသွားတာကိုမြင်လိုက်ရတယ်ဒီတော့မှဆရာမြေကြီးကိုဖနှောက်နဲ့တုံးချက်ဆင့်ပါပြီးလက်နဲ့ဝှေးရင်လိုက်ရာတော်ရိုင်းစင်အုပ်ကြီးကလာရလိုင်းတိုင်းပြန်လဲဝင်ရောက်သွားခဲ့တယ်ဆရာလည်းအချင်းတွေကိုအခဲခဲပြီးတာနဲ့ရေဒီကွန်အဆက်မှာဖျောင်းနိုင်တုံးနိုင်အမွေးနိုင်တုံးနိုင်ထုံးပြီးရေပင်ကိုလက်နဲ့တုံးချက်ပုတ်လိုက်ရာရေဒီကွန်အောက်ကြီးကနေရွှေအောင်အစင်တန်းစားတွေဝစ်စင်ထားတဲ့အသက်20အရွယ်ခန့်မိမတယောက်နဲ့ယောက်ျားတယောက်တိုးထွက်လာခဲ့တယ်အဆိုပါလူတယောက်ကဆရာကိုမြင်တော့ရင်ဘက်ကိုလက်နဲ့ထုတ်အား ကျွန်တော်တို့ဖြစ်စီခြင်းတဲ့အရာတွေအခုမှပဲဖြစ်တော်တယ်ဒီလိုနေမျိုးစောင့်နေခဲ့တာနှစ်ပေါင်းရှားကြော်နေခဲ့ပြီရှာကြည့်တဲ့ငငငိုလို့ပြောပါလေရောကျွန်တော်တို့လည်းတသက်မှာတစ်ခါပဲမြင်မှုတဲ့မြင်ကွင်းကြောင့်မှင်သက်ငေးမောနေရဲ့ချေတင်းတော့ဆရာတော်အိမ်မက်ပေးခဲ့တဲ့မောင်နှမနှစ်ယောက်လားဟုတ်ပါတယ်ဆရာတော်ရဲ့သာသနာပြုလုပ်ငန်းတွေမှာမင်းတို့မောင်နှမနှစ်ယောက်ပိုင်းနဲ့ကျွတ်နှတ်တုံးတွေကိုလှူခြင်းနဲ့လို့အိမ်မက်ပေးခဲ့တာလားအခုကျွတ်နှတ်တုံးတွေကဘယ်မှာရှိနေလဲဟောဒီရေတုံအောင်မှာရှိပါတယ် မောင်မောင်ရောက်ကရေဒီဂွန်ကိုလက်ညှိုးထိုးပြပြီးဖြက်ခနဲပြောက်ွယ်သွားခဲ့တယ်။ဥပဒေအခုတော့ခမားတို့ရဲ့အလဲကိုရောက်ပြီ။ရေရောက်တဲ့စင်မီကျွန်းနှတုံးကိုဆဲဖို့လှုပ်ကြပြီတော့။ဆရာသားကကြောင့်ဥပဒေတွေကလွယ်ထဲကနေကျိုးချောင်းကိုထုတ်ကခါမှချိလိုက်ပြီးကျိုးစားတစားကိုကျွန်တော်ကိုကမ်းပေးလိုက်တယ်။အခင်မောင်ရင်ငါအောက်ကိုရောက်လို့ကျွန်းနှတုံးတွေ့ရင်ကျိုးစားကိုစက္ကနဲဆွဲလိုက်မယ်။ဟုတ်ဟုတ်ကဲ့ဥပဒေ။ဥပဒေကကျိုးနှငုံနဲ့အတွေ့အကြုံရှိသူပြီးရေထဲကိုမစင်ခင်လက်အုပ်ချိလိုက်ပြီးနှုတ်ကနေတတွတ်တွရွဆုံနေခဲ့တယ်။ ဟိုဥပဒေလိုရမယ့်ရာဒီဆောင်လေးငုံသွားပါအောင်ဆရာကရေးပြားလေးလေးတစ်ခုကိုကမ်းပေးလိုက်တာကြောင့်ဥပဒေရာဗဇက်ထဲမှာငုံလိုက်ပြီးဘွမ်းကနေတိုင်ပင်ထိုးကဆင်းသွားခဲ့တယ်7မိနစ်လောက်ကြာတော့ကျွန်တော်လက်ထဲမှာကင်ထားတဲ့ကျိုးစာဆက်ကနေလှုပ်သွားတာကြောင့်ကျိုးစာကိုဆွဲကြည့်လိုက်ရာခတ်တင်းတင်းအထိတွေ့ကိုခန်းစားလိုက်ရတယ်ဆရာဥပဒေကျွမ်းတုံတွေ့ပြီထင်တယ်ကျွန်တော်စကားမစိုးရင်ပါပဲရေပေါ်တက်လာတဲ့ဥပဒေကိုမြင်လိုက်ရတယ်ဥပဒေအချင်းကြီးဘလို့လဲနဲတော်ကြီးမဟုတ်ဘူးဗျအခုတော့တဒုံးမဲကြီးနိုင်သေးတယ် ိုခင်မောင်ငါ့ကိုကျိုးတချောင်ထပ်ပေးပါဦးကျွန်တော်လဲဥပ္ပေတွေကိုကျိုးတချောင်ထပ်ပေးလိုက်ပြီးအချင်းတွေကိုစောင့်ကြည့်နေခဲ့လိုက်တယ်နောက်ထပ်10မိနစ်လောက်ကြာမှတော့ဥပ္ပေတွေပြန်ပေါ်လာပြီးကိုမောင်ကိုကမန်းကန်ပြေးတက်လာတာမြင်လိုက်ရတယ်ဥပ္ပေတွေဘာဖြစ်လို့လဲဗျကျွန်တော်စကားကိုဥပ္ပေတွေကဘာမှပြန်မပြောပဲရင်ဘတ်ကိုလက်နေပေးကအသက်ကိုခက်မြန်မြန်ရှူနေခဲ့တယ်ခဏနေတော့ဆရာကိုလမ်းကြည့်လိုက်ပြီးရေရောက်ကကျွန်းတဲ့တုံးပေါ်မှာလူတွေထိုင်နေတာတွေ့ခဲ့ရတယ်အခုနာဘာမှမတွေ့ပဲအခုမှမြင်လိုက်ရတာသူတို့ပုံစံကြီးကကြောက်ကြရည်ကြီး ဒါပြင်ကျွန်းနှတုံးကိုတေးချာမချိနိုင်ခဲ့ဘူးလားငါပြောတာစုံးအောင်နားထောင်ပါဦးခင်မောင်ကသူတို့ကကျွန်တော်အနားရောက်လာတော့ကြောက်လန့်တခြားအော်ဟေပြီထွက်ပြေးသွားကြလို့အနောက်ကိုလှည့်ကြည့်လိုက်တာကျွန်တော်နောက်မှာလှန်နေကြိုင်ထားတဲ့လူတွေအများကြီးပါလာတယ်ဦးဝီတွေစကားကြောင့်ဆရာခပ်ပြုံးပြုံးမျက်နှာနဲ့ကြည့်ပြီအဲ့ဒါကြောင့်ဦးဝီတွေကိုအဆောင်ပေးလိုက်တာပေါ့အခုအားလုံးစင်ပြေတယ်မဟုတ်လားပြစ်ပြေးပါတယ်ဆရာကျိုးစာကိုလူအားနဲ့ဆိုရင်အပေါ်ရောက်နေပြီကဲဒါပြင်တောဦးကြီးကိုခဏဆောင်လိုက်အောင်ဟုတ်သူတို့ကိုခေါ်ထားလား ဆရာဖြစ်သူစကားကြောင့်ကျွန်တော်တို့မှာကြောင်အားဖြစ်သွားကြရတယ်။ကျွန်တော်တို့နားမှာအမြင်ရရှိနေတဲ့သူကတောအကြီးကိုဘယ်ချိန်ခေါ်လိုက်တာလဲပေါ့။နောက်ထပ်တနာရီလောက်ရောက်မှတော့စင်ဦးစီးရဲ့အော်ဟစ်တန်ကျိုးဝိုင်းစင်ရဲ့အော်ဟစ်တန်နေတဲ့အတူတောအကြီးတို့ဘွယ်ရောက်ရှိလာခဲ့ကြတယ်။ဆရာဟိုဆရာအခုနကကျွန်တော်တို့နောက်ကစင်မှာပါလာတာမဟုတ်လား။ဟိုဘလို့လုံးပြီးအောက်ကိုရောက်နေရလဲ။တောအကြီးကအောင်မျက်သားကိုအန်အော်ရဲဟန်နဲ့မေးလိုက်ပြီးစင်မောကနေခုံစင်းလာခဲ့တယ်။တောအကြီးရှိမှပဲစင်းလာတာလေ။ဂျိုနာတုံတွေးချင်စုံနဲ့သတိမထားမိတာနေမယ်။ ဟုတ်တယ်လေဆရာအခုနာလမ်းဝင်မှာဆရာအရှိရပဲဆင်းသွားတာလေဆင်းဦးစီးတယောက်ရဲ့စကားကြောင့်တော်ဦးကြီးခေါင်းကိုကုတ်လိုက်ပြီကျုပ်တတိမထားမရနေမှာပါလက်ဆက်တော်ကျွတ်နှစ်တုံးကကျုပ်တို့ရဲ့ကျိုးဝိုင်းထဲမှာရှိနေတာပါလားဘာဘာဖြစ်လို့လဲကိုခင်မောင်တော်ဦးကြီးရဲ့စကားဆုံးမှာဆရာကျွန်တော်ဖခုံးကိုပုတ်လိုက်ပြီဟုတ်ကိုခင်မောင်ကြီးစ조사တွေကိုဆင်းဦးစီးကိုပေးလိုက်ပါအောင်ထို့သောပြောကမျက်စိတစ်ဖက်ကိုမိပြလိုက်တာမြင်လိုက်ရတယ်ဒီလိုနဲ့ပဲတော်ဦးကြီးရဲ့အကူအညီနဲ့ရေအောင်မှမြုပ်နေတဲ့ကျွတ်နှစ်တုံးတွေကိုအခက်အခဲမရှိဆဲယူနိုင်ခဲ့ပြီးစခန်းကိုတည်ယူနိုင်ခဲ့ကြတယ် အပြန်ခီးမှာတော့ကျွန်တော်ကဥပေဒေနာကိုကတ်ပြီဥပေဒေဟိုကျွန်တော်တို့နှစ်ညလောက်သွားခဲ့ရတဲ့ခီးကအခုတနားရီလောက်ပဲရှိနေသေးပါလားအတော်ထူးဆန်းလာမယ်နော်လောကမှာမင်းညံ့မမီတဲ့အရာတွေအများကြီးရှိသေးတယ်ကွာဒါကြောင့်ပဇက်ကိုပိတ်ပြီးညင်ညင်လေးလိုက်ခဲ့ဥပေဒေစကားကြောင့်ကျွန်တော်လဲဆရာဖြစ်သူကိုကြည့်လိုက်ကျွန်းတတ်တုံးကိုကြည့်လိုက်နဲ့တပြင်းတစ်ချက်ကိုချလိုက်ပါတော့တယ်အဲ့ဒီနေရာဆရာကိုနောက်ဆုံးတွေ့ရခြင်းဆိုတာကျွန်တော်မသိခဲ့လိုက်ဘူးနောက်တနေ့မှာတော့ဆရာကိုယ်တိုင်ကြွလာပြီးဘကူရိုးမအတွင်းမှာရှိတဲ့ကျွန်းတတုံးတွေကိုလာရောက်ကြည့်ရှုပေးခဲ့ပေးမယ် ဆရာဖြစ်သူကိုတော့ဘယ်သူမှမတွေ့ခဲ့ရပြီကျွန်တော်လည်းဆရာဖြစ်သူကိုမတွေ့လို့ဥပ္ပေတွေကိုမေးကြည့်တော့ဆရာလေနဲ့တူတော်လူလာချင်းရောက်လာလိမ့်မယ်လို့သာပြန်ပြောခဲ့တယ်ဘကိုးရုံးမှအတွင်းမှာရရှိလာတဲ့ကျွန်းတတုံးကြီးတွေကိုတော့ရခုမော်လမြိုင်မြို့မှာရှိတဲ့နဂမောက်စီတီမှာနဂယုံဖျားရှင်တီဝူလိပုံတော်များအဖြစ်ဖူးမြော်နိုင်ကြောင်းတရင်စကားပါလိုက်ပြရစီဤဘကိုးရုံးမှအတွင်းမှာအိမ်မက်အရာတဲဆောင်ခဲ့သောကျွန်းတတုံးအကြောင်းဟာစာရေးသူကြီးစိတ်ကူးဖြင့်ပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်လေးသားစွာဖြင့်ဇေယနာရမညာဇာလန်လေးကတော့ဤရင်ပြီးဆုံးပါပြီ ဆက်လက်တင်ဆက်ပြီးသွားအောင်မယ်အောင်မြတ်သားရဲ့အခန်းဆက်ဆက်လက်တွေကိုလည်းနားဆင်ပေးကြပါအောင်ဒီနေ့ရဲ့စီစဉ်လေးကတော့ဒီလောက်ပါပဲကျွန်တော်ကတော့တင်ဆက်သူဂျင်းပဲဖြစ်ပါတယ်